ပါရှင်။ဒီနေ့မေလ2ရက်နေ့အတွက် People's Free ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီနဲ့ TNLA တို့တရုတ်နိုင်ငံကုမင်းမြို့မှာ2ရက်ကြာဆွေးနွေးခဲ့ပေမဲ့အဆင်မပြေဘူးလို့သိရပါဗျ။ NUG အပေါ်တရုတ်ရဲ့သဘောထားအမြင်ပြောင်းလဲအောင်ကြိုးပမ်းဖို့ယာယီသမရတိုက်တွန်းလိုက်ပါတယ်။မုံမြို့နယ်ကစစ်ကောင်စီတပ်ခြေကုပ်စခန်း9ခုကိုပူးပေါင်းတပ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ပဲခူးတိုင်းနက်တလင်းကရဲကင်းကို PDF တွေဝင်ရောက်တိုက်ခိုက်ကြောင်းသိရပါတယ်။ဒီသတင်းတွေနားဆင်ရမှာပါ။ တရုတ်အစိုးရရဲ့ဂျာဝင်စီစဉ်ပေးမှုအရစစ်ကောင်စီနဲ့တရုတ်နိုင်ငံမှာနှစ်ရက်ကြာတွေ့ဆုံဆွေးနွေးခဲ့တယ်လို့တအန်းတက် TNLA ကဒီနေ့မေလ2ရက်နေ့မှာထုတ်ပြန်လာပါတယ်။ TNLA ရဲ့နိုင်ငံရေးအဖွဲ့အစည်းဖြစ်တဲ့ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF ရဲ့ဒုဗိုလ်ချုပ်ကြီးတားချုပ်ကြားဦးဆောင်တဲ့အဖွဲ့နဲ့စစ်ကောင်စီဘက်ကဒုဗိုလ်ချုပ်ကြီးကိုကိုဦးဦးဆောင်တဲ့အဖွဲ့တို့ဟာ April 28ရက်နဲ့29ရက်နေ့ကတရုတ်နိုင်ငံကုမင်းမြို့မှာဆွေးနွေးခဲ့တာပါ။အဲ့ဒီတွေ့ဆုံမှုမှာ TNLA သိမ်းယူထားတဲ့ရှမ်းမြောက်ကနောင်ချိုကြောက်မဲတီဘောမိုးမိတ်နဲ့မန္တလေးတိုင်းကမိုးကုတ်မြို့တို့ကနေစုခွာဖို့စစ်ကောင်စီဘက်က တောင်းဆိုခဲ့တယ်လို့သိရပါတယ်။ဒါဟာ TNLA သိမ်းထားတဲ့မြို့၁၂မြို့ရှိတဲ့တဲက၅မြို့ကနေပြန်စုခွာခိုင်းတာလည်းဖြစ်ပါတယ်။အဲ့ဒီမြို့တွေကနေစုခွာပြီးပလောင်ကိုပိုင်အုတ်ချုပ်ခွင့်ရဒေသအဖြစ်သတ်မှတ်ပေးထားတဲ့နမ်ဆန်နဲ့မန်တုံမြို့နယ်စီ TNLA တပ်ဖွဲ့အလုံးပြန်စုသွားဖို့စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ဘက်ကတောင်းဆိုကြောင်းသိရပါတယ်။ TNLA ဘက်ကလည်းစစ်ကောင်စီအနေနဲ့လေကြောင်းကနေပုံကျဲတာလက်နက်ကြီးနဲ့ပစ်ခတ်တာ drone နဲ့တိုက်ခိုက်တာအပဝင်ထိုးစစ်ဆင်တိုက်ခိုက်မှုတွေအလုံးရပ်တန့်ဖို့တရုတ်မြန်မာနယ်စပ်ကုံသွေးလမ်းကြောင်းပြန်လည်ဖွင့်လှစ်နိုင်ဖို့ဒေတာတည်ငြိမ်အေးချမ်းဖို့နဲ့ကိုကန်တပ်ဖွဲ့ MNDAA လို့တဆင့်တိုးအပြည့်အခက်ရက်စဲရေးပြုလုပ်နိုင်ဖို့အတွက်ဆွေးနွေးခဲ့တယ်လို့ပြောပါတယ်။ဒါပေမဲ့စစ်ကောင်စီရဲ့တောင်းဆိုချက်ကိုသဘောမတူနိုင်လို့ဆွေးနွေးမှုကရှေ့မတိုးနိုင်သေးပဲဖြစ်ခဲ့တယ်လို့ထုတ်ပြန်ကြမှာ TNLA ကအသိပေးထားပါတယ်။ ဒါကြောင့်လာမယ့်ဩဂတ်မှာထပ်ပြီးတွေ့ဆုံကြဖို့သဘောတူခဲ့တယ်လို့ TNLA ကဆိုပါတယ်။နှစ်ဖက်ကြားတွေ့ဆုံဆွေးနွေးပွဲကိုတရုတ်အထူးကိုယ်စားလှယ်တင့်ရှီကျွင်းကကမာကထာပြူကြိုးပမ်းခဲ့တယ်လို့ထုတ်ပြန်ပါတယ်။တရုတ်ရဲ့စီစဉ်ပေးမှုအရာကိုကန်တဲ MNDAA နဲ့စစ်ကောင်စီတို့ကြားအခုနှစ် January လကအပြည့်ရက်သဘောတူညီချက်ရခဲ့တဲ့အပြင်တင်ယူထားတဲ့လာရှုကို MNDAA ကစစ်ကောင်စီကိုပြီးခဲ့တဲ့ April လအတွင်းလွှဲပေးခဲ့ရပါတယ် စစ်ကောင်စီတပ်နဲ့မြောက်ပိုင်းညီနောင်သုံးဖွဲ့ကြားတွေ့ဆုံဆွေးနွေးပွဲဖြစ်မြောက်အောင်တရုတ်ရဲ့ဂျာဝင်စီစဉ်ပေးမှုတွေအပေါ်ဝေဖန်ချက်တွေရှိပေမဲ့မြန်မာပြည်တွင်းရေးကိုဝင်ရောက်ဆွတ်ဖက်တာမရှိဘူးလို့တရုတ်အစိုးရဘက်ကညှင်းဆိုထားပါတယ်ရှင်။မြန်မာအရေးနဲ့ပတ်သက်လို့တရုတ်အစိုးရရဲ့ဂျာဝင်ဖြန့်ဖြင်းမှုတွေဟာစစ်အာဏာရှင်စနစ်သက်ဆိုးရှည်ရေးအတွက်မဖြစ်သင့်ဘူးလို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမရကပြောကြားလိုက်ပါတယ်။ဧပြီ29ရက်နေ့ကကျင်းပတဲ့ NUG အစိုးရအဖွဲ့အစည်းအဝေးမှာ ဒေသတွင်ဩဇာကြီးမားတဲ့တရုတ်နိုင်ငံနဲ့ပတ်သက်တဲ့သဘောထားကိုယာယီသမရကထည့်သွင်းပြောကြားခဲ့တာပါတရုတ်ရဲ့ဂျားဝင် ဖြန့်ဖြင်းမှုတွေဟာစစ်အာဏာရှင်စနစ်သက်ဆိုးရှိအောင်မဖြစ်စေဖို့ NUG အစိုးရနဲ့တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေဘက်ကလည်းတရုတ်ကိုတိုက်တွန်းသင့်တယ်လို့ပြောပါတယ်မြန်မာအရေးမှာတရုတ်ရဲ့တက်ကြွစွာဝင်ရောက်ဖြန့်ဖြင်းမှုကိုမငင်းပေမဲ့အခုထပ်ပိုကျဲပြန့်တဲ့ချင်းကပ်မှုတွေနဲ့ဂျားဝင်ဖြန့်ဖြင်းမှပဲရေရှည်အတွက်စေးနီကောင်းဖြစ်မယ်လို့ NUG ယာယီသမရကအသိပေးပါတယ် ဒါအပြင်တရုတ်နိုင်ငံဘက်က NUG အစိုးရအပေါ်အမြင်တချို့ကိုပြန်လည်တည်မှတ်ပေးဖို့အတွက်လဲရာရှိသမရကသူ့အစိုးရအဖွဲ့ဝင်တွေကိုလမ်းညွှန်ခဲ့ပါတယ်။ NUG ဟာတရုတ်ရဲ့ရန်သူမဟုတ်ကြောင်းတရုတ်ရဲ့အကျိုးစီးပွားထိခိုက်စေတဲ့အဖွဲ့မဟုတ်ကြောင်းကိုတိတိကျကျထုတ်ဖော်ပြောဆိုနိုင်ဖို့လိုအပ်တယ်လို့ရာရှိသမရကဆိုပါတယ်။မြန်မာနိုင်ငံတဲကတရုတ်ရဲ့အကျိုးစီးပွားတွေနဲ့ပတ်သက်ပြီး NUG အစိုးရဟာတရုတ်အတွက်စူးညောင်ခလုတ်အဖြစ်ရှိနေမှာမဟုတ်ပဲမိဘအဖြစ်ပူပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း တရုတ်ဘက်ကိုသတင်းစကားပါတင်တယ်လို့ရာရှိသမရကပြောဆိုခဲ့ပါရရှင်။ဘကိုတန်းအရှိချမ်းညောင်လေးပင်ခရိုင်မုံမြို့နယ်အတွင်းစစ်ကောင်စီတပ်ဆွဲထားတဲ့နေရာတွေကိုတိုက်ခိုက်ရှင်းလင်းရမှာလက်နက်ခဲယမ်းတွေသိမ်းဆည်းရမိတယ်လို့ကရင်မျိုးသားအစည်းအရုံး KNU ကဒီနေ့ထုတ်ပြန်ပါရယ်။မုံမြို့နယ်အတွင်းစစ်ကောင်စီတပ်ရဲ့ခလာရ60ခလာရ83တို့ခြေကုပ်ယူထားတဲ့နောက်ကုံရင်းတိုက်ကုံရံမျိုးအောင် ရွာကြီးအင်ဂျွန်ကုန်းနဲ့တောင်စုကျေးရွာတွေကို April 28ရက်မနေ့အစောပိုင်းတနာယီဝန်းကျင်မှာတိုက်ခိုက်တာလို့ KNU ကဆိုပါတယ်။တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဘက်ကဒုတရင်မှုအရာခံဗိုလ်တို့တိုက်ဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရသူလည်းများသလိုလက်နက်ခဲယမ်းတွေလည်းသိမ်းဆည်းရမိတယ်လို့ KNU ကဖော်ပြပါတယ်။စစ်ကောင်စီဘက်ကတော့မုံမြို့နယ်တဲကတိုက်ပွဲသတင်းနဲ့ပတ်သက်ပြီးထုတ်ပြန်တာမရှိပါဘူး။ KNU ကဖော်ပြလာတဲ့ဓာတ်ပုံတွေအရ စိန်ပြောင်းတွေလက်နက်ကြီးကြီးတွေစစ်တပ်သုံး MA series တနတ်တချို့နဲ့ခဲယမ်းတွေတိတ်ဆီရမိတာတွေ့ရပါတယ်။ပြီးခဲ့တဲ့2023ဒီဇင်ဘာလဆန်ပိုင်းမှာလည်းမုံမြို့ပေါ်မှာရှိတဲ့စစ်ကောင်စီတပ်စခန်းတွေကို KNU နဲ့ပူးပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ခဲ့မှုပါတယ်။အဲ့ဒီအချိန်တုန်းကမုံမြို့ပေါ်ကချေမြန်တပ်ရင်းတွေဖြစ်တဲ့ခမာယ999ခမာယ990မြို့မရဲစခန်းနဲ့တရားခိတ်စခန်းတွေကိုသိမ်းယူနိုင်ခဲ့ကြောင်း KNU ကထုတ်ပြန်ပါတယ်။2023နှစ်ကုန်ပိုင်း မုံမြို့ပေါ်ကတပ်စခန်းတွေတိုက်ခိုက်ခံရပြီးတဲ့နောက်ဝေဟင်းပြစ်အားနဲ့အမေပြင်းကတပ်ကူတွေဆေးလွတ်ပြီးလက်လွတ်လိုက်ရတဲ့တပ်စခန်းတွေကိုပြန်လည်ရယူခဲ့တယ်လို့စစ်ကောင်စီဘက်ကလည်းတံပြန်သတင်းထုတ်ခဲ့တာရှိပါတယ်ရှင်။ပဲခူးတိုင်းနတ်တလင်းမြို့နယ်အရှိချမ်းကဓမ္မငယ်ရဲကင်းစခန်းကိုဒီမနက်အစောပိုင်းမှာ PDF တပ်ဖွဲ့ကဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒီမနက်အစောပိုင်း၄နာရီဝန်းကျင်မှာဓမ္မငယ်ရဲကင်းစခန်းကိုဝင်ရောက်တိုက်ခိုက်တာဖြစ်ပြီးတနက်6လက်သိန်းစီရရှိခဲ့တယ်လို့ ပဲဘကိုးတိုင်း PDF ရဲ့တာယာဝတီခရိုင်အမှတ်တတက်ရင်တာဝန်ရှိသူကပြောပါတယ်။အဲ့ဒီရဲကဲမှာစစ်သားရဲနဲ့ပြည်စောထီတွေတက်ဆွဲပြီးအင်အား15ဦးခန့်ရှိကြောင်းတိုက်ခိုက်မှုကတော့တနာ yı ခန့်ကြာမြင့်ခဲ့ကြောင်းသိရပါတယ်။တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်2ဦးသေဆုံးပြီးကျန်တဲ့သူတွေကတော့စခန်းကိုစွန့်ခွာထွက်ပြေးသွားကြတယ်လို့တာယာဝတီခရိုင်အမှတ်တတက်ရင်တာဝန်ရှိသူကပြောပါတယ်ရှင်။ People's Square ရဲ့ညနေခင်းသတင်းတွေကိုပြသပေးခဲ့တာဖြစ်ပါတယ်ရှင်။